ဆိုင်ဆရာချက်ကလေးရေးတာတယ်အမှတ်ပေးပွဲမိမိအတွက်တယ်လီဖုန်းလာနေသည်ဟုဥစိန်မောင်ထမ်းမှ ခေါ်ရောက်သည်ဖြင့်ခင်မောင်ဝသည်ခက်တော့တော့ကလေးပင်အပေါ်တတ်သူပြေးတက်ခဲ့၏ရင်းတို့အပေါ်တည်းရင်လမ်းတွင်စဉ်းစားလာတယ်ဦးလေးဦးမတွင်လာဖို့အချိန်က တလာနီးပါးခန့်ပင်ကြော်လွန်နေပေပြီတို့ဖြစ်လို့ထောက်ပံ့ကြီးကွာဝေးလာရသည်ဖြစ်ရာလက်ထဲတွင် ငွေကြေးပင်ပြက်လန့်ခြင်းသလိုဖြစ်လာနေ၏ဟော အခုတော့တယ်လီဖုန်းလာတယ်ဆို၏ဦးလေးဦးမရင်ကြီးများ အနောက်ပိုင်းကဦးကူးဒေါ်ချင်ရီတို့ထံရောက်နေ၍မိမိထံလာမည်အိမ်မှာရှိမလားဟု မေးရန်ခေါ်ခြင်းဖြစ်လေသလောဒါဆိုရင်တော့ပဆန်လာတော့မယ်ဖြစ်၏ဝမ်းသာစရာတခုတော့ရှိတယ်ဦးမရင်ကအသက်ကြီးပြီဖြစ်တယ်အခုတလောရာသီဥရုကာ အလွန်ပူပြင်းနေနေမကောင်းပါလေဤလောမန္တလေးတွင်နေမကောင်း၍မန္တလေးကဓာတ်ရိုင်တယ်လီဖုန်းဆက်နေခြင်းဖြစ်လေသလားဒါဆိုရင်ပြဿနာတွေပေါ်ပြီစိတ်ညစ်စရာဤသို့ဖြစ်ခင်မောင်ဝသည်ဦးစိန်မောင်၏အခန်းတွင်သို့ဝင်လိုက်သောအခါတွင်သူ့မျက်နာမှာမတာရှင်လိုလို နောက်ဆုံးကနန်းတစ်လုံးသာတိုက်သည့်ထီလက်မှတ်ပိုင်ရှင်လိုလိုဂျယ်လီမှတ်၍ဝါလိုက်ခါမှာ ဂျပန်ဘက်နဲ့အပြတ်တုံးမှတည်တယ်လို့လို့ငရုတ်သီးစိမ့်ကို ထမင်းလုတ်ထဲထည့်ပြီးဝါလိုက်ရာ ထမင်းတွေကုန်ကမှငရုတ်သီးကိုဝါမိတယ်လို့လို့ရင်းတော်တော်ပုံပန်းမျိုးဖြစ်နေတယ်။လှမ်းကြည့်လိုက်မိတော့ဦးစိန်မောင်ပဲလေခါနာကျင်တယ်လို့လို့ဘိုက်နာကျင်တယ်လို့လို့ဖြစ်လာပြီးသူ့ထံမျက်နာလွှဲကဖလက်ဆာသတင်းစာကို ပြန်လဲဖတ်ရှုနေတော့တယ်။သတင်းစာဖတ်ရတာကိုပဲခေမောင်ဝရဲ့မျက်နာကို ကြည့်ရခြင်းထက် စိတ်ချမ်းသာရပါသည်ဟုသောသဘောမျိုးဖြစ်ပါလေတယ်။ခေမောင်ဝကဘေးချထားတဲ့စကားပြောခွက်ကို ကောက်ဆွဲ၍ပဇန္နာရောက်တွင် ပြောလိုက်တယ်။ဟုတ်ကဲ့ဦးလေးကျွန်တော်ခေမောင်ဝပါ။ဟိဟမ်ဦးလေးဂျိုတိုးနေပြီလား။ဖရဖရ။ကိုခေမောင်ဝဘလို့ဖြစ်နေရလဲ။စပယ်ပါ။ဟောဗျာ။စပယ်ပါဆိုဘေးရင်စရာမဟုတ်ပါဘူး။ဟုတ်ပါတယ်။မဆင်ပြေပါပဲ။ ကိုကဥလေးမတ်လို့ကဲပါလေနက်ပြန်ရုပ်ပိတ်တယ်မဟုတ်လားဟုတ်တယ်လေစပယ်နက်ပြန်ကိုဆိုင်မထွက်ဘူးဒီတော့ကိုခင်မောင်ကအိမ်ဝလာပါလားလာမှာပေါ့ကိစ္စရှိလို့လားဆက်ကြောင်းလေးပြောပြချင်လို့ဘဲနဲ့ဘဲရဇပွဲကြောင်းလေကိုခင်မောင်ကတော်တော်ကြောင်နေနော်မကြောင်ပါဘူးဇပွဲတွေဘာတွေမကြည့်တတ်တာပါကဲပါလေစပယ်ပြောတာဆုံးအောင်နားထောင်စမ်းပါစပယ်လေး မကြသေးခင်ကအနောက်တိုင်းကဇာကြောင်းလေးတစ်ပုဒ်ကိုဘာသာပြန်ထားတာဖတ်ရတယ်အဲ့ဒါကိုခင်မောင်ဝကိုပြန်ပြောပြမယ်ပြီးတော့ကိုခင်မောင်ဝရဲ့တွေးခေါ်ယူဆကိုနားထောင်မယ်မှတ်ချက်ကောင်းကောင်းပေးနိုင်ရင်တော့ဇဘရာကိုခင်မောင်ဝကိုညံရီအစ်စ်မြင့်သူအဖြစ်နဲ့အားကိုပြီးနောင်ကိုဘာမစို့တိုင်ပင်သွားမှာပါအမတ်ပေးပွဲကြည့်ပါကလားခင်မောင်ဝကဘာပြန်ပြောရမှန်းမသိအောင်ပဲဝမ်းတာက လက်တွေပင် တုံနေတယ်ပဇံများလဲမချမ်းပဲ ခိုက်ခိုက်တုံလာတယ်။သူ့စီကတိတ်နေတာကြောင့်မစပယ်ကမေးတယ်။ကိုခမောင်ကကြားလား။ကိုခမောင်ကဂက်ဂက်ဟုအတန်ကြားသဖြင့်ဘယ်ကဝမ်းဘဲရရောက်နေရလဲ။တွားတွား။ဘယ်ဟုတ်တွားရမှာလဲ။မမဟုတ်ဘူး။တွားချင်းတွားချင်းရိုက်ရိုက်တာပါ။ဟမ်ကိုခမောင်ကငါဖျားဝင်နေပြီလား။ဟာမဟုတ်တာ။နေပြန်ကဆက်ဆက်လာခဲ့ပါမယ်။တယ်လီဖုန်းချပြီး ဦးစိန်မောင်ဘက်လှဲ့ကကျေးဇူးတင်ပါတယ်အန်ကယ်ကျွန်တော်ပြန်လိုက်ပါဦးမယ်ဟုနှုတ်ဆက်တယ်အေးအေးနောက်ကိုမတ်စပယ်ကိုဦးလေးလိုမမှတ်နဲ့ကွဒေါ်လေးဆိုရင်သဘာဝကျတယ်နေစုံနှပြားချလိုက်ရတော့စကားများဖြင့်ဦးစိန်မောင်ကဆုံးပါတယ်ခင်မောင်ဝါကမူဘာမှပြန်မပြောဘဲပြုံးယုံသာပြုံးပြတယ်အေးပြီးတော့မင်းမျက်နှာကိုလည်းမင်းသတိထားအောင်စောစောကမင်းမျက်နှာကမီးကျွမ်းထားတဲ့နံများကြီးလိုဖြစ်နေပြီး ခုတော့လည်းမှဲ့နေတဲ့မချစ်စုတရေတီးကြီးကြနေရပဲဟဲ့ခေမောင်ဝါကတော့ရည်ရွယ်တာပြပြီးပြန်ဆင်းခဲ့တယ်ထိုနေ့ညမှာခေမောင်ဝါအိပ်ပြေရတယ်တခါကသူကမက်စပယ်ကိုပုံပြင်ပြော၍သဘောကို တီးခေါက်ကြည့်ခဲ့ဘူးတယ်အခုတော့မက်စပယ်ကသူ့ကိုဝိထုလာဘာလားမသိဇက်ချောင်းကလေးတစ်ခုကိုပြောပြီးညံရီဆန်းတော်မယ်အမတ်ပေးပွဲကြီးဖြစ်တယ်အမတ်ကောင်းကောင်းသာရလိုက်ရင် သူကမဇ္ဇပေကြီးအချစ်ကိုရဖို့များစွာနီးကပ်သွားပြီဖြစ်ပေတယ်။နောက်နေ့တွင်ခေမောင်ဝသည်မဇ္ဇပေတို့၏ဧကန်ကလထိုင်တွင်ကုတ်ကုတ်လေးထိုင်နေတာကို တွေ့ရတယ်။မဇ္ဇပေကခေမောင်ဝအတွက်လက်ဖက်ရည်ကို ကိုယ်တိုင်ဖြော်ယူလာပေးပြီးအနားကကလထိုင်တစ်လုံးမှဝင်ထိုင်နေ။ကဲမဇ္ဇပေကိုမအောင်နိုင်တော့ဘူး။ဟမ်စောစောကပြောပေါ့ကိုခင်မဝရဲ့အားနာစရာမလိုပါဘူး။လာ ပြောပြောဆိုဆိုမက်စပယ်ကမတ်တရက်တယ်။ဟာလဲမက်စပယ်ရဲ့။နောက်ဖေးသွားကြလာပြီဆို။ဟဲကြံ့ကြံ့ဖန်ဖန်ကိုဒီလာတာနောက်ဖေးသွားဖို့လာတာမဟုတ်ဘူး။တို့မအောင်နိုင်တော့ဘူးဆို။စီးသွားကြတာလား။အိုးစီးလည်းမသွားကြဘူး။ဒါဖြင့်စီးချုပ်ဝမ်းချုပ်ဖြစ်နေပြီကော။မက်စပယ်ဘဲနာလေးလျှောက်ပြောနေရတာလေ။ဇက်ချောင်းကိုနားထောင်ကျင်းလာပြီ။မအောင်နိုင်တော့ဘူးလို့ပြောတာ။ဒီတွင်မှမက်စပယ်က ရီမောမိပြီးပြန်ထိုင်နေ။ ဒါဆိုလဲကောင်းပါပြီတဲ့ရှင်။လက်ဖက်ရည်တောင်းရင်နားထောင်တော့မက်စပယ်ဖတ်မိတာကိုပြန်ပြောပြမယ်။လွန်ခဲ့တဲ့နှစ်ပေါင်း80လောက်က ဖြစ်ရကလေးတခုတဲ့အင်္ဂလန်ပြည်မှာဖြစ်တာ။ချန်ရှိုင်းယားပြည်နယ်ကလယ်သမားတို့ရဲ့အိမ်ကို လူစိုးသုံးယောက်ဝင်ရောက်လူရက်တဲတဲ့။အင်ရှင်လင်မယားနဲ့အိမ်မော်မကလေးနှစ်ယောက်ကိုကျိုးနဲ့တုတ်ထားပြီးအိမ်ကိုမှွေနောက်ရှာဖွေပြီးလူဂျင်နာတွေယူကြတယ်တဲ့။ပြီးတော့ပြန်ထွက်သွားကြရော။ရဲဘုံမတိုင်ဘူးလား။ ဘယ်နေမလဲတိုင်နာပေါ့ရဲရစစ်စေးကြည့်တော့တဲလွန်စာနှစ်ခုရတယ်တခုကဘာလဲဆိုတော့လူစိုးတယောက်ရဲ့ကိုဝင်းကြီးကပြုတ်ကျခဲ့တဲ့ကျဲသီးတစ်ခုဖြစ်တယ်နောက်တဲလွန်စာတစ်ခုကရောပြောမယ်လေနောက်တဲလွန်စာတစ်ခုကတော့အဲ့ဒီလူစိုးကိုပဲအိမ်ပေါ်မှာလေးတယောက်ကခုခံတပ်ပုတ်ခဲ့တာကိုအဲ့ဒီကောင်မလေးကလက်သေးနဲ့ကုပ်လိုက်လို့လူစိုးရဲ့မျက်နှာမှာကုတ်ချရာကြီးဖြစ်သွားတယ်ခေမောင်ဝါက မက်ဇဘဲကိုစိုက်ကြည့်နေတယ်။မိမိကိုတရားခံဖို့ခိုင်းပြီးညံရီစမ်းတော်မြည်ထင်းတယ်။ထို့ကြောင့်ပြောသမျှတွေကို တေးသေးချာချာလိုက်မှတ်နေရတယ်။မက်ဇဘဲကတော့အေးအေးဆေးဆေးပင်စကားကိုဆက်၍ပြောနေတယ်။ရဲတရက်ဘက်တော်တော်လေးကြတော့လူစိုးတယောက်ကိုရဲကမိတယ်လေ။သူ့အိမ်မှာရှာတော့လူရပါပစ္စည်းတွေရခဲ့တယ်။ပြီးတော့သူ့စီမှာတွေ့ရတဲ့ကုတ်အင်းကြီးမှာကျဲသီးတစ်လုံးပြုတ်နေတယ်။ကျန်တဲ့ကျဲသီးတွေကလည်း ပြုတ်ကြချမ်းခဲ့တဲ့ကျဲသိင်းတဲ့ပုံစံတူဖြစ်နေတယ်တဲ့။ဒါဖြစ်ရှင်းသားပဲ။ဒီလူဟာလူရဲ့သူတွေကတယောက်ဖြစ်ရမှာပေါ့။ဒါပေမဲ့သူ့ကိုရဲကစစ်တော်သူကဒီဝစ်စားတွေကိုဈေးပေါ်ပေါ်ရလို့လူတယောက်စီကဝယ်ခဲ့တယ်လို့ပြောတယ်။အဲ့ဒီလူကိုမှတ်မိသလားဆိုတော့လေမမှတ်မိဘူးတဲ့။ပြီးတော့သူ့မျက်နှာက ကုတ်ချရာတွေကို မေးတော့သူဟာတဲမောသားတဲ့။အရက်လည်းမူးတတ်တယ်တဲ့။ဒီတော့ဒီလိုကုတ်ချရာတွေဟာ မကြခဏဖြစ်တတ်တာပဲဘယ်နေရာကချစ်ရပါလာမန်းတော့သူသတိမပြုတ်မိပါဘူးတဲ့ကဲဘာပြောမလဲဒါကသူတော်လျှော်ပြောနေတာပါ သူဟာပြစ်မှုကျူးလွန်ခဲ့သူပဲဖြစ်ရမှာပါကဲဆက်နာထားမအောင်ရုံးတင်စစ်ဆေးကြတာပေါ့ရဲဘက်ကတင်ပြတဲ့တက်တဲ့တွေကခိုင်လုံနေတော့ဂျူလီလူကြီးတွေကလည်းအပြစ်ရှိတယ်ပဲဆုံးဖြတ်ကြတယ်အဲ့ဒီခေတ်အဲ့ဒီချိန်ကခိုးမှုကိုတည်တံပေးတာကိုဒီတော့တရားသူကြီးက တရားခံကိုနောက်ဆုံးစကားပြောတယ်လေမင်းမအပြစ်ရှိသလားမရှိဘူးလားလို့မေးတယ်ဒီတော့မှတရားခံကပထမဆုံးစကားပြောတယ်ဒီလူရမှုကိစ္စကို သူဘာမှမသိပါဘူးတဲ့ရဲဘက်ကပြောတဲ့အတိုင်းဆိုရင်ဒီလူရမှုဟာလွန်ခဲ့တဲ့ဧပြီလကဖြစ်ခဲ့တယ်လို့ဆိုပါတယ်သူဟာမေလဒုတိယပတ်မှာမှ ပြန်ရောက်ခဲ့ပါတယ်လူရမှုဖြစ်ခြင်းကသူတို့တင်မောဟာအာဖရိကတဲ့ကမ်းခြေတစ်ခုမှာရှိနေပါတယ်တဲ့ တက်တည်မှမရှိပဲဟုတ်ပါတယ်သူကလည်းတက်တည်ပြဖို့မလွယ်ပါဘူးတဲ့တင်မောသားတွေဆိုတာအနေနဲ့ရဲ့ရဲ့ဖြစ်နေတော့ခုမှရှာဖွေရင်လည်းအချိန်နှောင်းသွားပါပြီတဲ့ပြောပြောဆိုဆိုနဲ့သူကအမှုကိုလာရောက်နားထောင်သူတွေထဲမှာအတိပါဒလာကြည့်တော့လူတယောက်သွားတွေ့တယ်ဒီလူဟာသူ့တင်မော ကပတိန်မစ္စတာရှုပ်ဆိုပဲဒီတော့တရားသူကြီးကစစ်တော့တင်မောကပတိန်ကသူဟာတင်မောသားတွေများတော့ ဒီလူကိုမမှတ်မိဘူးလို့ပြောတယ်။ဒီတင်တရခန်ကသူ့ခေါင်းက အနာရွက်ကိုပြပြီးအာဖရိကကမ်းခြေမှာရံဖြစ်ကြလို့နီဂရိုးတူကကပ္ပတင်ကိုအယိုက်မှာသူကချောင်းဝင်ခံခဲ့တာမှတ်မိပါသလားလို့မေးတယ်။ဒီတော့မှကပ္ပတင်ကမှတ်မိပြီ။ဟာဒီလူကကျွန်တော်အသက်သခင်ပါပဲကလား။ဆိုပြီးအခုမှသတိရမှတ်မိကြောင်းတက်သေးထွက်တယ်။ဒီတွင်ဂျူရီလူကြီးတွေကတရခန်မှာအပြစ်မရှိဘူးလို့ ပြန်ပြန်ဆုံးဖြတ်ကြတယ်။ဒီတော့တရားသူကြီးလည်းတရားခံကိုလွတ်လိုက်ရတာပေါ့။ကဲကိုခင်မောင်ကဘလို့သဘောရသလဲ။ကံတရားများအလွန်စမ်းကြယ်တယ်နော်။ကပရင်ကလည်းတိုက်တိုက်ဆိုင်ဆိုင် အမှုစစ်တာကိုလာနာထောင်မိတယ်။ကဲဆက်ပြောမယ်။လွတ်တဲ့အခါကျတော့မကြခင်တရားခံကကပတိန်ကိုပြောတယ်တဲ့ကျုပ်တို့လှုပ်တာတိတ်တဘာဝကြလို့ဂျူရီလူကြီးတွေယုံသွားတယ်နော်တဲ့ဒီတော့ကပတိန်ကလည်း တရားသူကြီးလုပ်တဲ့ငါတို့လူကလည်းမင်းသေးတာကိုကြွားတယ်။ကဲ။ကံတရားမဟုတ်ဘူး။ဝိတုရေးဆရာကြီးရေ။ညံသမားတွေရှင်ညံသမားတွေ။အဲ့ဒါလူစိုးသုံးယောက်ဇက်ကြောင်ပဲ။ကိုခင်မောင်ဝါကတော့ခတ်ချကြပါပဲကလား။ပေးကပေးဤမရ။ခင်မောင်ဝါခမာအမတ်ပေးပွဲတွင်၃ညနှစ်ပြန်ခဲ့ရတော့တယ်။နာဆင်ပေးသူအလုံးကိုကျေးဇူးထူးပဲတင် ရှိပါရဲ့ရှင်။